အဲ့အရွယ်ကတော့မာဒီလိုအသိဉာဏ်မျိုးမရှိခဲ့ဘူးပေါ့နော်မရှိခဲ့ဘူးလို့ဝေလေးတွေလုတ်တဲ့နယ်ဆိုတာကိုလည်းခေါင်းထဲကိုဝင်မလာခဲ့ဘူးပေါ့နော်အဲ့တော့ဘလောက်ပဲနည်းနည်းပါလုတ်ဖြစ်ဖို့ကအရေးကြီးပါတယ်လူငယ်တွေဖြစ်တဲ့အတွက် business မှာ invest လုပ်ရမယ်ပါညာလို့မဆိုးလို့တော့ညာလေကိုကိုကိုပြန် invest လုပ်ခြင်းရလဲအကောင်းဆုံး return ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီရီကကြတော့အဲလာစာဆရပြီဆိုပျော်ရွှင်ပြီ ားလုံးပဲမင်္ဂလာပါရှင်ဒီဘက်မှာတော့ဆိုဝင်ပြမယ်လို့စဉ်းစားထားတဲ့ကောင်းတဲ့လေးကတော့အလုံးဝင်ကစားကလေးတွေအဲဂျူနီယာကလေးတွေနဲ့ first graduate ကလေးတွေအတွက်ရည်ရွယ်ပြီးတော့ဝင်ပြလိုပါတယ်အဲဒီ way တွေကတော့ very simple ပါဒါပေမဲ့ very strict to follow ပေါ့နော်အဲလိုက်နာဖို့တိတိကျကျလိုက်နာမယ်ဆိုရင်တော့တကယ်အကျိုးရှိမယ့်နည်းလေးဖြစ်ပါတယ် တကယ်တမ်းပြောရရင်တော့ဆူဆူလို့ငငယ်ကအဲ့ရွယ်ကတော့မာဒီလိုအသိဉာဏ်မျိုးမရှိခဲ့ဘူးပေါ့နော်မရှိခဲ့ဘူးလို့ဝေလေးတွေလုတ်တဲ့နယ်ဆိုတာကိုလည်းခေါင်းထဲကိုဝင်မလာခဲ့ဘူးပေါ့နော်အဲ့တော့ကိုလိုမျိုးအချိန်ကြာမှတိတာနောက်ကျလိုက်တာဆိုတဲ့တင်းကင်းမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လူငယ်လေးတွေကိုတင်ညာနေကြံကြံပေးချင်တာအတော့ကိုက first graduate ဖြစ်တယ်အလုပ်ကိုလုပ်ငန်းဆောင်ဝင်ကစားဖြစ်တယ်ဆိုလို့ရှိရင်ကိုဝင်ငွေတစ်ခုကိုစပြီးရပြီဆိုလို့ရှိရင်ဘလောက်ပဲပြပြ ဘလောက်ပဲ ਨੇ သည်ဖြစ်ဖြစ်ဘလောက်ပဲများသည်ဖြစ်ဖြစ်ဝင်လာတဲ့ကိုဝင်ဝင်ရဲ့ဥပမာအဲနတ်တကန်ဟုတ်ပေါ့နော်အိမ်ကိုအသက်တင်ပါလာတဲ့ဝင်ဝင်ရဲ့ဒါမှမဟုတ်ကိုအကောင့်တွေကိုအသက်တင်ဝင်လာတဲ့ဝင်ဝင်ရဲ့10%ကိုပထမဆုံးအနေနဲ့ emergency fund အဖြစ်နဲ့ဖယ်ထားသင့်ပါတယ် အဲ့ဒီနောက်ထပ်10%ကိုကြာတော့ pay yourself ဆိုပြီးတော့ကိုယ့်အတွက်ကိုပြန်ပြီးတော့10%ပေါ့နော်အဲ့ဒါကတော့အေးအဓိကကတော့ပြောရရင်ဒီဒီ financial vigilance post မှာလည်းပြောနေကြပါပဲ invest yourself ပေါ့နော်ကိုကိုကိုပြန်ပြီးတော့ပေးဖို့ကိုကိုကို invest တန်လုပ်ဖို့အတွက်ဖယ်ထားတင်ပါတယ်အဲ့လိုဖယ်ထားမယ်လို့လုပ်ခဲ့အချိန်မှာလည်းအဲကိုတန်ရာတန်ရာပေါ့နော်စူပူးတဲ့ထဲစုတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘဏ်ငန်းနှိစက်တဲ့လူတွေလူငယ်တွေဆိုလို့ရှိရင်လည်းဘဏ် account separate account တွေဖွင့်ပြီးတော့ emergency fund အတွက်ကဘဏ် account တစ်ခုဒီခုနက invest yourself အတွက်က bank account တစ်ခုဆိုပြီး spray ဖွင့်ပြီးတော့လစဉ်ပုံမှန်ခွဲဝေပြီးတော့စုသွားတင်တယ်လို့အကြံဉာဏ်ပေးချင်ပါတယ်ဘလောက်ပဲနည်းနည်းပါလုံးဖြစ်ဖို့ကအရေးကြီးပါတယ်တကယ်လို့ bank က account တစ်ခုကိုတထောင်နဲ့အရင်ဆုံးစဖွင့်လို့ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဝင်ငွေကဒီတထောင်နဲ့ account သွားဖွင့်ဖို့တော့မလောက်သေးဘူးဆိုရင်အဲကိုယ့်ဘက်ကို စုဘူးလေးနဲ့စုတာပဲဖြစ်ဖြစ်ပုံစံပေါ့နော်အဲ့လိုမျိုးဟိုစုပြဖို့ပဲအရေးကြီးတာ ਉਹ နော်အဲ့လိုမျိုးဆိုစုပြအောင်တိုက်တွန်းခြင်းပါတယ်အဲ့တော့ပေခုန emergency funding ကလည်းဘာအတွက်လဲဆိုလို့ရှိရင်အဲခု amount လေးကတော့မတိတာပေမဲ့ဟို များများများလာတဲ့အခါမှာဥမာဗန်မာဆူတဲ့လူဆိုရင်၃လတစ်ကြိမ်တိုးဝင်လာမယ်တိုးဝင်လာတဲ့ခါကျလို့ရှိရင်တိုးရင်းပေါင်းလေးတွေမြင်ရတဲ့ခါမှာပျော်လာမယ်ပေါ့နော်အဲ့တော့ something is better than nothing ဆိုသလိုအမောက်ဘလောက်ပဲနည်းနည်းဆူပြအောင်ဆူပါလို့တိုက်တွန်းခြင်းပါတယ် emergency fund သည် ကိုတခုခုဖြစ်ခဲ့ရင်ကိုမိဘတခုဖြစ်ခဲ့ရင်အနှဲငယ်ထောက်ပံ့ပေးကမ်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပီတိဖြစ်စေတယ်ပေါ့နော်ပြီးရင်ကိုကိုကိုဟာငါလုံနိုင်တယ်ဆိုရဲ self esteem ကိုလည်းရစေတယ်နောက်တစ်ခုက invest yourself ဆိုရဲ10% portion ကကြတော့လူငယ်တွေဖြစ်တဲ့အတွက်ကိုအခုတသိန်းရနေရနေနှစ်သိန်းရဖို့အတွက် skills တွေ level up လုပ်ဖို့လိုတယ်သင်တန်းတွေတက်ဖို့လိုတယ်ဆိုရင်လည်းဒီဝင်ငွေတွေကနေပြီးတော့ထုတ်ယူသုံးစွဲနိုင်တယ်ပေါ့နော် ဆိုတော့ဒီလူငယ်တွေဖြစ်တဲ့အတွက် business မှာ invest လုပ်ရမယ်ပါညာလို့မဆိုးလို့တော့ညာလေကိုကိုကိုပြန် invest လုပ်ခြင်းရလဲအကောင်းဆုံး return ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ invest yourself ဆိုတဲ့ portion ကိုလည်းလှုပ်ဖြစ်အောင်လုပ်တင်ပါအဲ့တော့ဒီနေ့မှာကိုကတသိန်းရတယ်10%ကို emergency fund ထဲကို1000ထည့်တယ်နောက်တဲ့10%ကို pay yourself ဆိုတဲ့အကောင့်ထဲကို1000ထည့်တယ်ဆိုရင်ကျန်တဲ့80%ကိုဒါကိုကကိုရဲ့ needs and wants အတွက် ခွဲခြားပြီးတော့သုံးသင့်တယ်ပေါ့နော် most of the ကလေးလူငယ်တွေကကြတော့အဲလာသာဆရပြီဆိုပျော်ရွှင်ပြီးတော့ဟဲ့အောင်လာကွာငါတို့ဘာသွားကြမယ်ကလပ်သွားကြမယ်ဆိုပုံစံမျိုးနဲ့ပုံဆွဲချပြီးတော့ saving လုပ်ဖို့လုံးဝမေ့နေကြတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုစုရနေပြီးတော့ဒီညနေပြီးတော့အကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်မှာတသိန်းရလို့တန်ပါဆန်စီတန်ပါဆန်စီထည့်နိုင်နေဆိုရင်နောက်နှစ်တကယ်လို့လာသာတိုးသွားခဲ့လို့အဲတသိန်းခွဲဖြစ်သွားတယ်ဆိုလို့ရှိရင်လည်း 10% emergency fund တွေကို1000ဝဲထဲအဲ save yourself အတွက်လည်းအမဟို10%အနေနဲ့1000ဝဲပုံမှန်ထည့်သွားပါပိုတဲ့80%ဟိုသာခွဲဝေ30ပါအဲ့တော့ဒီနေရာမှာ ပြောချင်တာက3လို့ပိုတဲ့ amount ကိုမ save ပါနဲ့ save လို့ပိုတဲ့ amount ကိုပဲ30ပါ ဆိုတော့သဘောကတော့သုံးလို့ပို့တဲ့အမောက်ကိုပဲစူဆောင်းမယ်လို့လုံးဝမစဉ်းစားပါနဲ့ဒီဝေးတီဘယ်တော့မှမအောင်မြင်ပါဘူးအရင်ဆုံးစူဆောင်းမှာဘန်ကိုရဲ့ဘန်ကောင်ထဲကိုတော့မဟုတ်ကိုလာစာဝင်လာပြီဆိုတာနဲ့ saving အတွက်အရင်ခွဲချလိုက်ပါပို့တဲ့ပတ်စံကိုဒါသုံးဆွဲပါလို့တေးသေးချာချာတိုက်တွန်းချင်ပါတယ်ရှင်တစုံတရာအကျိုးရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်